မင်္ဂလာပါရှင်ဧပြီလ9ရက်စနေနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်သတင်းစောင့်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစွာတင်ဆက်မဲ့တဲ့ငါတော့တိုက်ကြီးမြူနယ်တွင်ငလျင်ပေးတဲ့အကြောင်းတရားသောပြည်သူများအတွက်အလှူငွေများလှူဒါန်းပေးသောအလှူရှင်များအားခေါပြုမှတ်တမ်းလွှာများပေးရတဲ့တဲ့တင်ဖြစ်ပါသည် ရန်ကုန်တိုင်းဒေသကြီးတက်ကြီးမြို့နယ်တဘာအဘီအန်ဒီရဲ့ဆိုင်ယာစီမံခန့်ခွဲမှုကော်မတီမှဦးဆောင်ကငလျင်ဘေးဒဏ်ကြောင့်တွေ့ခဲ့ရသောပြည်သူများအထက်အလူဝင်များလှူဒါန်းခဲ့ကြတဲ့အလူရှင်များအားဂေါ်ပြူမှတ်တမ်းလာများပေးအပ်ပွဲကိုဧပြီလ၄ရက်မော်လင်၂နာရီကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပကြောင်းသိရပါသည်။ ဥစွာတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးအောင်ကျော်စုကကျေးဇူးတင်စကားပြောကြားပါရယ်ဆက်လက်ပြီးတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများကအလူရှင်များအောင်ဂုဏ်ပြုမှတ်တမ်းလွှာများအတည်ပြုပေးရကြကြောင်းသိရပါရယ်ရှင်ဒီသတင်းကိုတော့ခင်းနှင်းသက်ကပြပို့ထားပေးဖြစ်ပါရယ် ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ကော့မှုရင်းစာပတ်ရှင်မြင့်တင်ရေးအသိပညာဘေးဟောပြောပွဲကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ပြန်ကြိုင်းနေပြီးသူဆက်ဆိုင်ဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးကျောင်းသားကျောင်းသူများစာပတ်ရှင်မြင့်မာပြီးအသိပညာဗဟုသုတတို့ဘွားစီအတွက်အသိပညာဘေးဟောပြောခြင်းကိုဧပြီလ3ရက်ညနေ9:00နာရီကကော့မှုမြို့နယ်ကွန်မြူနတီစင်တာခန်းမှာရင်းကျင်းပကြောင်းသိရပါတယ်။ ဥစွာပြည်ဆိုင်နေပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်စာကြီးစိန်ကစာဖတ်ရှင်မြင့်တင်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်းအဤဝဲချက်များအားပြောကြားပြီးမြို့နယ်ပြည်ဆိုင်နေပြည်သူဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှုဦးထက်မြတ်သူကစာပေနဲ့ပတ်သက်သောအကြောင်းအရာများအားအသိပညာပေးဟောပြောကြောင်းသိရပါတယ်ဒီသတင်းကိုတော့ကျော်သူရကပြပို့ထားပေးဖြစ်ပါရဲ့ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့သုံးကွာမြို့နယ်တွင်ကုန်အညွန်းအမှတ်အသားဖော်ပြထားရှိရေးဈေးကွက်ဆောင်ကြီးစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးသုံးခွာမြို့နယ်စားသုံးသူရေရောက်ဦးစီးဌာနမှစီးသူဘူးအမျိုးအစားဈေးကွက်မရောက်မီကုန်အညွန်အမတ်အသားဖော်ပြထားရှိရေးဈေးကွက်ဆောင်ကြည့်စစ်ဆေးခြင်းကိုဧပြီလ3ရက်မောလဲ2နာရီကသုံးခွာမြို့နယ်အတွင်းရှိဈေးဆိုင်များတွင်ဆောင်ရွက်ကြကြောင်းသိရပါရယ်အခုလိုဈေးကွက်ဆောင်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်စီးသူအစားအစာအမျိုးမျိုးသွားလိုက်စီအမျိုးမျိုးစားသုံးစီအမျိုးမျိုးအိမ်သုံးလျက်စီပစ္စည်းအမျိုးမျိုးငရုတ်စီနဲ့အချင်ရည်အမျိုးမျိုးအလောက်ကုန်ပစ္စည်းအမျိုးမျိုးကလေးအဟ ဟာရဖြစ်ဆွဲစားအမျိုးမျိုးအတင်တော့အချိုရည်အမျိုးမျိုးအတင်စားမုံအမျိုးမျိုးစက်ပြခဲအမျိုးမျိုးတို့အားတတ်မှတ်ကာလများအတိုင်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြကြောင်းသိရပါဗျ။ဒီသတင်းကိုတော့စီသူလင်းကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ နောက်ဆုံးနေ့စမယ်တဲ့ရင်ကတော့တန်လယ်မြို့နယ်တွင်အိမ်အောင်စုလူရေစီရင်တဲ့နိုင်ငံသားစီစီကံများကွင်းစင်ဆောင်ရတဲ့တရင်ဖြစ်ပါတယ်။တန်လယ်မြို့နယ်တွင်လူဝေမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမြို့နယ်ဦးစီးမှုရုံးမှမြို့နယ်ဦးစီးမှုဥက္ကိုကိုလွင်နယ်ဝန်ထမ်းများကပန်ခင်းစီမံချက်အသုံးဖြင့်အိမ်အောင်စုလူရေစီရင်တဲ့နိုင်ငံသားစီစီကံများကွင်းစင်ဆောင်ရပေးခြင်းကိုရက်ွက်ကြည့်ရောများအတွင်ဆောင်ရကြကြောင်းသိရပါတယ်။ဒီတရင်ကိုတော့ဖြိုးတီဟာကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။